ပြည်သူ့ radio တန်ရီကိုနားဆင်ရင်ပြည်သူ့ရဲ့တီကရှေးစမ်းမယ် မာနိုင်ငံသူနိုင်ငံသားအပေါင်းလူခွင့် ရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခရိကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။မလာဆက်စည်ရင်းနေမင်းပိုက်တီ People's Radio မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ဒီစီစဉ်ကနေနားဆွေရမယ့်သတင်းကြောင်းရာတွေကတော့ဝက်လင်းနယ်ကိုစေအုပ်စုကလေကြောင်းကျဲသွားလို့လတ်တာရွယ်ခရစ်တူပါဝင်လေးဦးသေဆုံးတဲ့သတင်းရခိုင်တွင်ဘုတ်ခုချင်းများပြလတူဖို့ရန်အရခန့်ဆိုရတိုက်တော်တဲ့သတင်းနဲ့ရေမျိုးစစ်လက်သမားများထောက်ခံစာတစောင်းကိုတောင်းနေချီငွေကြေးကောက်ခံနေတဲ့သတင်းတွေအပြင်နိုင်ငံပြည်ပသတင်းမီဒီယာတွေရဲ့သတင်းကောင်းနှုတ်ချက်တွေကိုပါနားဆွေရမှာပဲဖြစ်ပါတယ်ဝက်လင်းနယ်ကိုစေအုပ်စုကလေကြောင်းကျဲသွားလို့လာတာရဲ့ကလေးတူပါဝင်လေးဦးတည်ထွက်တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ စကိုင်းတိုင်းဝဲလင်းမြို့နယ်ထက်ကကြေးရတရာကိုစစ်ကောက်စီတပ်သားတွေကလေကြောင်းကနေဘုံကျဲသွားတဲ့အတွင်းလာတာရဲ့ခလီတူအပါလေဦးတည်ဆောက်ခဲ့တဲ့လူဒေသခံတီစီကနေတည်ရပါတယ်။မလာ16ရင်းနေ့မင်းညဆန်နယ်ရီလောက်မှာတရာဦးလေတာကနေတက်လာတဲ့ဂျက်ဖိုက်တာတစီးဟာဝဲလင်းနဲ့စစ်တောက်ချမ်းမှာရှိတဲ့စစ်ကင်မြောက်ရွာထက်ကိုဘုံဒီနှလုံးကျဲချွတ်သွားတာကြောင့်ရွာထက်ကနေရည်ဒီထက်ကြောက်ရပောက်ွက်သွားပါတယ်။အခုလိုဘုံဒီကြောက်ရပောက်ွက်သွားတဲ့အတွင်းနေရည်လေးလုံးထိမှန်ပြရှိသွားသလိုအသေးချောက်လောက်ဝေါ်ကျွေးရန်ခလင်းငယ်တူဦး အသက်60ဝန်းကျင်အရွယ်အဖိုးဖွားနှစ်ဦးနဲ့အသက်30ဝန်းကျင်အရွယ်မြို့သမီးစုစုပေါင်း၄ဦးတည်ဆုပ်ပြီး6ဦးထိမှတ်တမ်းရရှိခဲ့ပါတယ်။စိတ်ကိုင်းမြောက်ရွာဟာအခုလိုလေကြားတက်ခဲခရတာပထမဆုံးကြိမ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကလည်းကျေးရနာတပိုင်းမှာကောက်ကရေးတပ်ဖွဲ့တွေနဲ့စစ်ကောက်စီတပ်တို့ထိတွေ့မှုဖြစ်ပွားခဲ့တဲ့အတွင်းလေကြားတက်ခိုက်မှုပြုလုပ်ခဲ့တာမျိုးရှိခဲ့ပေမဲ့လည်းရွာနဲ့အလဝေတဲ့အတွင်းလူထိခိုက်သေဆုံးတာနေပစ္စည်းတော်မျိုးမရှိဘူးလို့ဆိုပါတယ်။ ခိုင်တွင်ပုဂ္ဂိုလ်ချင်းများပြည်လက်တူးဖို့ရန်အာရခန့်ဆွေရတိုက်တော်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာခင်ဗျာရခိုင်ပြည်နယ်ရှိလွန်မြောက်နယ်မြေများတဲ့ပြည်လက်ဝဲရနေထိုင်နေကြတဲ့ပြည်သူများအနေဖြင့်စစ်ကောက်စီရဲ့လေကြောင်းအန်တရာကောက်ွယ်ရန်အတွက် ပုဂ္ဂိုလ်ချင်းများပြည်လက်တူးဖို့ရန်အာရခန့်ပြည်သူဆွေရကယခုရက်ပိုက်တွင်တိုက်တော်ထားကြောင်းဒေသခံများထံမှသိရပါဗျ။စစ်ကောက်စီရဲ့လေကြောင်းနဲ့လင်းနေကြီးအန်တရာကိုကောက်ွယ်ရန်အတွက်ပုဂ္ဂိုလ်ချင်းများစနစ်ကြပြည်လက်တူးဖို့ရန်အာရခန့်ပြည်သူဆွေရကအတိပေးနှုတ်ဆက်ထားခြင်းဖြစ်ပါတယ်။အတိပေးစာပုံများတွင် အာခန့်ပြည်သူတော်လာရေးအစိုးရအပြစ်ဒဏ်ထိတ်ချုပ်ထားတဲ့မျိုးတွေမှာပြည်လဲဝရနေထိုင်နေကြတဲ့အာခန့်ပြည်သူတွေအနေနဲ့လေကြောင်းလင်းနေကြီးအတည်းကောက်ကွယ်စေဖို့အတွက်မိမိတို့နေအိမ်နေဝဲကျင်းမှာပုဂ္ဂိုလ်ကျင်းတွေကိုအဲ့တိုင်းမှာစနစ်ကျတူးဖော်ထားဖို့လိုအပ်တယ်ဟုဖော်ပြထားပါတယ်။အာခန့်တက်တော်ထိတ်ချုပ်ထားတဲ့နေရာတွေမှာစက်ကောက်စီအနေဖြင့်လေကြောင်းတိုက်ခိုက်မှုများရေးဆဲဆင်းနေတဲ့အတွက်ဒေသခံများမှာစိုးရိမ်မှုများမြင့်တက်လျက်ရှိပါတယ်။ရခိုင်တွင်စစ်ကောက်စီရဲ့တိုက်ခိုက်မှုကြောင့်2025ခုနှစ်ဇန်နဝါရီလတရင်းနေ့မှမတ်လ17ရက်နေ့အထိတိုက်ဆုံသူ55ဦးရှိကြောင်း နိုင်ငံရေးကြေးသားများကူညီဆက်ဆောက်ရေးတွေကထုတ်ပြန်ထားပါတယ်။ရေးမျိုးစစ်လေသမားတွေဟာထောက်ကန်စာတစားကိုတောင်းတဲ့ကြီးငွေကြေးကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။မော်ပြည်နယ်ရေးမျိုးနယ်ခေါ်စာမျိုးကြပြာဝနဲ့မကြီးကျွေးရတို့ရှိစစ်လေပိုင်ရှင်တွေကိုယခုနဲ့ဖေဖော်ဝါရီလမှာစတဲ့ကအောက်ချုပ်ရီမူထံတလားတကြိမ်ထောက်ကန်စာပြုလုပ်ရန်ဆဲကောက်စီလေအောက်ကန်မောရဝတီရေတပ်စခန်းဌာနချုပ်ကညွှန်ကြားလာပါတယ်။ညွှန်ကြားချက်ထုတ်ပြန်လာပြီးနောက်ကြပြာဝကြေးရအောက်ချုပ်ရီမူကစစ်လေပေါ်မူတည်ပြီး ထောက်ခံစာတစ်စောင်လေးတောက်ခွဲကျမ်းမှ၄000ကျပ်အထိငွေကြေးကောက်ခံနေကြောင်းဒေသခံများထံမှသိရပါတယ်။ထောက်ခံစာကိုရေတပ်စခန်းမှတလတကြိမ်ညွှန်ကြားထားတော်လဲကြပြာဝအကြီးအအုပ်စုအထုပ်ရည်မှုမှာ15ရက်တကြိမ်ပြုလုပ်နေရပြီးတလတကြိမ်တည်တက်တိုးနေရတယ်ဟုသူကဆက်ပြောပါတယ်။ထောက်ခံစာတတ်မှတ်ရေးထဲကျော်လော်ပါကလည်းလေထွေးသူများကိုမောရဝတီရေတပ်စခန်းမှာဆက်ဆွေးတိရှိပါကဖားစီချိန်နေမှုများပြုလုပ်နေကြောင်းနောက်ထပ်ဒေသခံတို့ကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစာရေးယနေ့ချိန်ထိထောက်ခံစာရေးလော်ချေကြောင်းဆက်လက်တမ55ဦးထင်မနေ ောရဝတီရေတမ်းမှာဖန်စီရိုင်နဲ့ခက်ခဲရပြီးရိုင်နဲ့မှုတ ਾਇ ရာကြောင့်ဆွေရုပ်တွေစကူတာခက်ခဲရသူများလည်းရှိကြောင်းသိရပါတယ်။ ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်သလိုမိဘပြည်သူများအနေဖြင့်အပင်နာရှင်ဖို့ဖိတ်မှန်တကားပြုရန်ပါတယ်ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တာရှိသူအားလုံးကိုစိတ်နှဖျားစမ်းမချက်တာပြီးကမ်ပိန်းပေါင်းမှကေဝေးနိုင်ကြပါစေခင်ဗျာ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တာမကစပယ်ရေဒီယိုဘက်ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစပယ်ရေဒီယိုဘက်ကို Google Play Store သို့မဟုတ် App Store ကနေ comment download ဆောင်ရွက်နိုင်ကြအောင်တရေကောင်ပေါ့အပ်လိုက်ပါတယ်ခင်ဗျာ ပြည်သူရေဒီယိုတန်တွေကိုနောက်ဆွင့်ရင်ပြည်သူပဲ့ရတီကရှေ့ဆမ်းမယ်ပြည်သူရေဒီယိုပြည်သူရေဒီယိုဟော